ဟယ်လိုအားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာကတော့ဒီ3.7 volt lithium battery တွေကိုအသွင်ပေးနိုင်မယ်ပြီးတော့ဒီအာအပြည့်ရယ်ပေါ့နော်အလိုလျောက်ဒီ indicator မီးလေးတွေလင်းပေးမယ်ဒီအာအသွင် circuit ပြည်လုံးနည်းလေးကိုဒီနေ့တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဒါတော့ကျွန်တော်ဗီဒီယိုလေးကိုဆွေးနွေးထားရဲဆိုတော့ဆုံးတိလိုက်ပါကြည့်ရှုပေးကြပါဗီဒီယိုသစ်တွေတိုင်းတည်အောင်ကျွန်ရဲ့ channel လေးကို subscribe နေထားပေးဖို့လည်းမြင်တိုင်းရခံပါနော် အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျော်တို့ LED အယောင်3မျိုးပေါ့နော်မီဒီ3လုံးလိုမယ်ပေါ့နော်အဲပြီးသားရင်တော့ကျော်တို့ဒီမှာအပေါင်းဘတ်ဂျန်ကိုတစ်ဖက်ထဲမှာဒီအဲတွဲမယ်ပေါ့နော်ဒီဘက်ဆာဆာချင်းမီဒီကိုတော့ကျော်အနီအောင်လေးထားပေးမယ်ပြီးရင်အလယ်အကောင်ကိုတော့ကျော်ပန်းအောင်လေးထားရဲပေါ့နော် အစွန်ဆုံးကောင်းဟိုဘက်မှာကတော့ကျွန်တော်တို့အစိမ်းရောင်လေးထားပေးထားတယ်။ဒါကတော့အားပြည့်ရင်လင်းမဲ့မိသည်ပေါ့နော်။ဒီဘက်ကတော့အားစဝင်တဲ့မိသည်ပါ။အဲ့တော့ပြီးသွားရင်တော့ဒီမှာအစိမ်းရောင်မိသည်ပေါ့နော်။နောက်ဆုံးအားပြည့်ရင်လင်းမဲ့မိသည်မှာကျွန်တော်တို့ 1K ဆက်မယ်။အားပြီးသွားရင်တော့ကျွန်တော်တို့ဒီ BC547 transistor လုံးမယ်။အဲဒီကောင်မှာဆိုလို့ရှိရင် ထိတ်ဆုံးပင်က C ပေါ့နော်။ ကော်လတာဖြစ်တဲ့အတွက်အဲထိတ်ဆုံးပင်ကနေဆက်ပေးရမယ်ပေါ့နော်ထိတ်ဆုံးပင်နဲ့ဒီ 1K နဲ့ဆက်မယ်အားပြီးသားပြီဆိုရင်ဒီဘက်အနီအောင်ပေါ့နော်တဲဆက်ပြီးတော့ဝင်တဲ့မီဒီပေါ့နော်အဲမီဒီကနေကျွန်တော်တို့ 2.2K resistor လေးနဲ့ဆက်ပေးမယ်အဲ 2.2K ရဲ့တန်တစ်ဖက်ကတော့ကျွန်တော်တို့ဒီ PC547 ရဲ့ emitter ပင်ပေါ့နော်နောက်ဆုံးပင်အဲဒီ minor ပင်ကိုတွားပေးရမယ်ပေါ့နော် RBB ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီခုနကတော့ minus minus ပေါ့နော် emitter pin နဲ့ကျွန်တော်တို့ဒီ BC547 transistor ရဲ့အလဲ pin ပေါ့နော် base pin အဲဒီနှစ်ခုကိုကျွန်တော်တို့ဆက်ပေးရမယ် 1k နဲ့ပဲပေါ့နော် မှန်နော် 1k 1k resistor နဲ့ကျတို့ base နဲ့ emitter ကိုဆက်ပေးတယ်နော်ဒါက PG547 drive တိုက်အဲပြီးသွားရင်တော့ဒီလိုမျိုး diode လေးတွေပေါ့နော် circuit အဟောင်းတွေမှာပါပါတယ်ကောင်းတဲ့ diode ကလေးတွေကိုယူပါနော်အဲပြီးသွားရင် anode နဲ့ cathode နဲ့ anode နဲ့ cathode နဲ့ anode နဲ့ cathode နဲ့၃ခုဆက်ပေးမယ်ပေါ့နော်အဲပြီးသွားရင်တော့ဒီ cathode ကကျတို့ဒီ PG547 drive transistor ရဲ့အလဲပင်ဖြစ်တဲ့ base ပင်ကိုလာပြီးတော့ဆက်ပေးမယ်ပေါ့နော်ဒါကအဖြူဆက်ကလေးပါတဲ့အချမ်းပေါ့နော် အဲပြီးတော့ရင်တော့ဒီဒီတုံးလုံးရဲ့ဒီဘက်အစွန်ဆုံးအလုံးပေါ့နော်အဲ့ဒီအလုံးကတော့ဒီအလဲရမီဒီရဲ့အအနှုတ်ပင်နဲ့လာပြီးတော့ဆက်ပေးရမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကြော်ကဒီအောက်ကနေယူပြီးတော့ဆက်လိုက်တယ်အဒီအစိမ်းမီဒီကဒီပင်နေနဲ့လုံးဝထိလို့မရပါဘူးနော်ပါဘောနော်ဒီလိုပုံစံလေး အဲဒီသာပြီဆိုလို့ရှိရင်တော့ခုနကတော့ကျွန်တော်တို့ဒီ LED MIDI တွေရဲ့အပေါင်းချမ်းနေပေါ့နော်ဒိုင်ဟုတ်ကဲအနုတ်ကဆက်ပေးမယ်ကျန်တဲ့ကတ်တုတ်ကတော့ကျွန်တော်အောက်ပုတ်အပေါင်းသွားပေးရမယ်ပေါ့နော်ဒါကဒီ lithium battery ကိုသွားမဲ့ကောင်အပေါင်းပေါ့နော်အဲဒီနော်ဟိုဘက်ကဒီ PC547 transistor ရဲ့နောက်ဆုံးပင်ဖြစ်တဲ့ emitter ပင်ပေါ့နော်အဲ့ကနေကတော့ကျွန်တော် ဘီဒီဘက်ထရီကိုသွားမယ်အနှုတ်ကိုဆက်ပေးရမယ်ပေါ့နော်အပြီးတော့ရင်တော့ဒီမှာလီသီယမ်ဘက်ထရီပေါ့နော်ကြော်အားသွင်းမယ်ဘက်ထရီဒီမှာဆိုလို့ရှိရင်ဒီကောင်က0.536 volt ပေါ့နော်ဒါပဲရှိရဲ့0.5 volt ပေါ့နော်တပည့်တပို့တော့မပြေပါဘူးအဲ့တော့ဒီကောင်ကိုရုံးစုံကျွန်တော်ဒီမှာအဲဒီ output minus နဲ့ output black ကိုကျွန်တော်ဘက်ထရီမှာတခါလေး join လိုက်မယ်ပေါ့နော် မှဒါကတော့အပေါ်အပောင်းပဲဖြစ်ပါတယ်မှပါနော်မှဆိုလို့ရှိရင်တော့ဒါအာသွင်းဘူးအဟောင်းပေါ့နော်အာသွင်းဘူးရဲ့အဲကြောဒီမှာကျိုးကိုတော့ဒါရိုက်ထုတ်လိုက်မယ်ပေါ့နော်ဒီမှာအပောင်းပိုင်းအောင်လေးကအပောင်းဖြစ်တဲ့အတွက်ကျော်တို့ဒီမှာဒီကျော်ကူးပြထားတဲ့နေရာလေးကနေမိသီးတွေရဲ့အပောင်းဆက်တဲ့နေရာကနေအပောင်းလေးကိုတတ်ပေးမယ်အနောက်ကတော့ဒီဘက်မှာ ဒီ BC547 transistor ရဲ့ emitter pin ကိုလာပြီးတော့ဆက်ပေးမယ်ပေါ့နော်ဒါကတော့ input minus ပဲဖြစ်ပါတယ်ကျွန်တော် 5V ပေါ့နော်ဒီကောင်ဝင်ပေးမယ့် voltage ကတော့အဲ့တော့မှာဆိုလို့ရှိရင်ကျော်ပလက်ထိုးလိုက်ပြီပေါ့နော်ဒါအားဆက်ဆက်ဝင်ဝင်ချင်းအနေထားမှာဆိုလို့ရှိရင်ဒီမှာအဲအနီရောင်လေးလင်းနေတယ်ပေါ့နော် ။မှာကျော်ဘိုးလေးကိုလည်းတစ်ချက်တိုင်းပြပေးမယ်။အာမွေဝင်ပေါ့နော်။မှဆိုလို့ရှိရင်2.3 and the 2.3ဘိုးထီတက်လာပြီပေါ့နော်ဒါဘိုးတက်နေတဲ့အချိန်ကျော်နည်းနည်းလေးတော့ဒီအားသွင်းနေတဲ့အချိန်မှာအကုန်လုံးမရိုက်ထားဘူးပေါ့နော်ကျော်လိုက်အဲရိုက်လိုက်အဲ့လိုမျိုးလေးလောက်ထားတာဖြစ်တဲ့အတွက် အားပြည့်လာတဲ့ဟာလေးကိုပဲကျော်ပြပေးမှဖြစ်တယ်ပေါ့နော် ပါဆိုလို့ရှိရင်2.44ဖြစ်လာပြီပေါ့เนาะပါတော့ဘက်တရီအားဝင်နေပြီတောင်းကြတဲ့အခါမှာကျော်သွင်းပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်တော့ဒီမှာအလေယာမီဒီလီပါလင်းလာပြီပေါ့เนาะဒါကအဲဒီအာတဝက်တော့ရောက်ပြီပေါ့เนาะအာဘို တရီဘုတ်ကြော်ကြော်လေးဖြစ်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီမီဒီပန်းရောင်လေးလင်းလာမှာဖြစ်ပါတယ်။အားပြည့်သွားပြီဆိုရင်တော့ဒီဘက်ကအစိမ်းရောင်လေးပါလင်းလာမှာဖြစ်ပါတယ်။အဲ့တော့ဒီကောင်ရဲ့ဘုတ်တွေကိုလည်းကျွန်တော်တစ်ချက်တက်ပြီးတော့တိုင်ပြပေးမယ်ပေါ့နော်။

အဲ့တော့ဒီဘက်ဒီရဲ့ဘိုးတွေကိုလည်းကြော်တစ်ချက်တိုင်းပြီးတော့ပြပေးမယ်ပေါ့နော်မဟာဆိုရင်3.955ဘို့ပေါ့နော်ဓာတု original ရှိရဲ့ဘို့တွေပါနော်

အဲ့တော့ဒီကောင်ကိုလည်းကျွန်တော်တစ်ချက်ပို့တိုင်းပြပေးမယ်ပေါ့နော်မဆိုရင်4.16ကြော်ကြော်လေးပေါ့နော်4.1516အိုင်နီနီတွားနေတယ်4.2ကိုတော့မပြည့်သေးဘူးပေါ့နော်ဒါဆိုတော့ဆက်ပြီးတော့တွင်းမယ်ဆိုတွင်းလို့ရသေးရေပေါ့နော် ma 1.7 jojo အဲ့တော့ကြည့်ရှုရပေးကြတဲ့မိတ်ဆွေများအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရနော်နောက်ထပ်နောက်ထပ်ဗီဒီယိုလေးမှာလည်းနီးပညာနဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေကိုတင်ပေးမှာဖြစ်တဲ့အတွက်အဲမိတ်ဆွေတို့အနေနဲ့ဆောင်ပြီးတော့ကြည့်ရှုနိုင်ပါလေ